စစ်ကောင်မရှင်လောက်ခံ ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေရဲ့ကိုယ်စားလှယ်လောင်းသုံးစိတ်ကိုတွန်းမြင့်ပေးခဲ့ရာအဲ့ဒီလုံရဟာပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကိုအနိုင်ရစေဖို့ယူရတယ်လို့နိုင်ငံရေးစောင့်ကြည့်သူတွေကဆိုပါတယ်စစ်ကောင်မရှင်ဟာ UEC ကိုပြင်ဆင်ဖွဲ့စည်းပြီးနောက် ဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကိုဖြေရှင်းမှုတွေအချိန်ချိန်လှုပ်ဆောင်ပေးခဲ့တယ်လို့မဲဆွေမဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အသုံးစရိတ်ကိုလည်းအခုရက်ပိုင်းတွင်ကျပ်သိန်း300အထိတိုးမြင့်ပြင်ဆင်ပေးခဲ့တယ်လို့ UEC ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်အဲ့လိုတိုးမြင့်ပေးမှုဟာအနာသိမ့်ပြီးနောက်ဒုတိယကြိမ်မြောက်လှုပ်ဆောင်ခြင်းဖြစ်တယ်လို့ဥပဒေ၊နည်းဥပဒေတွေမှာလည်းစစ်ကောင်မရှင်ရဲ့ဆန္ဒတိုင်းတာဖြစ်ပေါ်နေပြီး အခုလှုပ်ဆောင်ချက်ဟာကြံခိုင်ပါတီအနိုင်ရဖို့အတွက်ရည်ရွယ်ချက်ရှိရှိစီစဉ်တာဖြစ်တယ်လို့အရင် UEC ဥက္ကဋ္ဌဟောင်းကထောက်ပြပါရယ်စစ်ကောင်မရှင်ကသူတို့ရဲ့ကြံခိုင်ပါတီဒီရွေးကောက်ပွဲမှာရာဂိုင်းနှုံးပြည့်အနိုင်ရရမယ်ပြိုင်ဘက်ပါတီတွေရှင်လာသမျှကိုတရားချင်းမတရားချင်းနားမလည်ဘူးငွေကြေးဒဏ်အင်အားနဲ့အတူရောင်လုံးမဲ့ရွေးကောက်ပွဲနှီးချိန်ကပ်ဖြုတ်လိုက်တာမျိုးလို့ အရင်ဇေယသီရိမြို့ရဲ့ UEC ဥက္ကဋ္ဌဟောင်းဦးမောင်မောင်က ARD Times ကိုပြောပါရယ်အရင်2010 2015နဲ့2020ရွေးကောက်ပွဲတွေမှာမဲဆွယ်ကာလအတွက်ကိုယ်စားလှယ်လောင်းတွေ38ကိုငွေကျပ်300တသမှတ်ထားပြီးအဲ့ဒီအချိန်ကကြံခိုင်ပါတီဟာအဲ့ဒီပမာဏထက်ပိုမိုကျော်လွန်သုံးဆွဲပြီး UEC စီငွေစင်းရှင်းန်းတွေမှန်ကန်စွာ မတင်ပြခဲ့ဘူးလို့မှတ်တမ်းတွေရသိရှိရပါတယ် စစ်ကောင်မရှင်အားအာဏာသိမ်းပြီးနောက်ရွေးကောက်ပွဲ၃ဆီကိုပထမအကြိမ်မှာ350အထိတိုးမြင့်ခဲ့ပြီးအခုနောက်ဆုံးအကြိမ်မှာ300အထိထပ်မံတိုးမြင့်ပေးခဲ့တာပါကျန်းခံရေးပါတီပါဝင်ဝင်ပြိုင်မဲ့ပါတီတွေအောက်တိုဘာ28ရက်ကစလို့စတင်စီယုံရေးဆင်းနေတယ်လို့လည်းသိရှိရပါတယ် လက်ရှိမှာစစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာကိုစရဲလောင်းရီအတွက်အများဆုံးတင်သွင်းထားတဲ့ကြံခိုင်ပါတီဟာရှင်ပြိုင်သူမရှိပဲမဲဆန္ဒနဲ့28နေရာအနိုင်ရရှိထားပြီးဂျန်နီယာရီအတွက်၎င်းတို့ပိုင်ငွေမဲတွေသုံးဆွဲစည်းဝေးနိုင်တယ်လို့စောင့်ကြည့်သူတွေကဆိုပါတယ် ဒါအပြင်ကျန်းခိုင်ပါတီဟာအနာသိန်းစစ်ကောင်မရှင်ကိုညီနဲ့ရွေးကောက်ပွဲအနိုင်ရရေးအတွက်ပုံစံမျိုးစုံစီယုံချိုးပန်းနေပြီးဝင်ရောက်ရှင်ပြိုင်ရမယ်ကိုယ်စားလှယ်လောင်းတွေကိုလည်းနေမြေလုံးကျုံရေးအထူးသတိထားကြဖို့၎င်းတို့ပါတီတွင်ညွှန်ကြားထားပါတယ်စစ်ကောင်မရှင်ကတော့၎င်းတို့ရဲ့ရွေးကောက်ပွဲပိုင်း၁ကိုလာမယ့်ဒီဇင်ဘာ28ရက်မှစလို့မြို့နယ်ပေါင်း102မြို့နယ်မှာပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ အောက်တိုဘာ28ရက်ကစတင်ပြီးရပောင်း60တိုင်းမဲဆွယ်စည်းရုံးမှုကာလသတ်မှတ်ပေးထားတယ်လို့ထုတ်ပြန်ထားပါတယ်